စာနာတနာနေမယ်ဆိုရင်ဒုက္ခတဲ့စကန်ပြောင်းဖွင့်ပါပေါ့စံချိုကိုဒိုးခိုင်းလိုက်တဲ့အပေါ်မှာပူဆွေးမနေကြပါရင်ပဲတယ်များမဲမိန်လာဗျာဘလူးလိုင်းကင်းကနေပြန်လဲကြိုးလိုက်ပါရင်ချဲစီသင်းမရှင်တော့ဝင်လေးတို့ဟာအခုနောက်ပိုင်းကစားမပြောင်းလဲကိစ္စတွေမှာအကွက်ရွှေ့တာဒေါ်လာကျတာတွေ့ရပါရင်ကိုလိုချင်တဲ့တာဂက်ကိုရောက်အောင်လွယ်နိုင်စွမ်းရှိတာကိုဆက်ထိန်ထားနိုင်ကြလို့အရင်လိုမျိုးဈေးကြီးပေးပြီးတော့မှခက်ခါရခေါ်ရတဲ့ကိစ္စတွေကိုလည်းရှောင်လဲလာနိုင်ခဲ့ပါရင်အခုနေမှာချဲစီကဒီလက်ကိုခေါ်ယူထားပြီးပါပြီပေါင်တန်း30စာချုပ်ဖြစ်တဲ့ချင်းရှိတဲ့ကစားမတယောက်ကိုပေါင်တန်း20လောက်နဲ့ရောက်အောင်ခေါ်ယူနိုင်တာကဆရာကြားတဲ့ဆိုတာနဲ့ပို့ပါရင် အခုလည်းဘိုလင်းတို့ကတကွက်ထက်ရွှေ့လိုက်ပြန်ပါပြီ။ကိုသမနေရာအတွက်ချဲစီကရောဘတ်ဆန်ချက်ဆောင်တခြားထိတဲ့ကစားမတယောက်ကိုလိုချင်နေတာပါ။အေစီကိုသမမိုင်းကနန်ကချဲစီအတော်လေးသဘောကျနေတဲ့ကစားမတယောက်ဖြစ်ပြီးတော့ခေါင်းနိုင်ဖို့အတွက်ကြိုးပမ်းနေပါရင်ကစားမကလည်းချဲစီကိုပြောင်းချင်တယ်ဆိုပြီးကောင်းကျင်ထားပေးပါပြီ။မိုင်းကနန်ရဲ့ပြောင်းရွှေ့ခြေကတော့ပေါင်15သန်းလောက်ပဲကျသင့်မှာဖြစ်လို့အတော်လေးချိုသားနေပမာဏပါ။ဒီတော့ကီးပါကိုအာဆင်နယ်တင်းနဲ့ပေါင်5သန်းနဲ့ရောင်းလိုက်ပါရင်နောက်ထပ်အိမ်ထဲကနေစရရဖို့ကပေါင်10သန်းပဲဖြစ်သွားပါရင်လက်ရှိမှာတော့အေစီနဲ့အပေးတဲ့သဘောတူညီခွင့်ရဖို့ကြိုးစားနေဆဲပါ ကိပါကမိုင်ကနန်နဲ့လားစာလင်ပုံများတာကြောင့်ဘိုလင်းကိုရွှေ့လိုက်တဲ့အကွက်ကတစ်ချက်ခုနှစ်ချက်ပြပါပဲအတော်လေးကိုထိရောက်မှုရှိခဲ့ပါတယ်ပြိဿများနေခဲ့ကရောဘိုလင်းရဲ့ခြေလှမ်းတွေကိုဘယ်လိုများမြင်မိကြပါသလဲချဲစီကသူတို့ရဲ့တာမန်တိုင်းစင်နေရာအတွက်ကစားမခေါ်ယူမှုပြုလုပ်ဖို့ကြိုးစားနေရမှာလားစာရှော့မြူတဲ့ဆန်ချိုကိုမဲအသင်းထံပြန်ထုတ်လိုက်ပါတယ်အသင်းအတွက်ကောင်းကောင်းမွန်မွန်ကစားပေးခဲ့တာတွေဘာတွေကိုဒီနေရာမှာထည့်ထွက်နေလို့မရပါဘူးအသင်းကချမှတ်ထားတဲ့လမ်းစဉ်စီကန်းချက်တွေကိုမလိုက်နိုင်တဲ့ကစားသမားမျိုးကအသင်းမှာမရှိတာကောင်းပါတယ်တန်ရောင်းစင်နေဘာတွေထောက်ထားနေရင်တော့ဒုက္ခတဲ့ကိုငင်းစကန်ပြောင်းပွင့်လိုက်ပါမယ်လက်ရှိမှာတော့ချဲစီက ဒေါမွန်တောင်ပိုင်းကစားမဂစ်တန်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရသွားခဲ့ပါတယ်ဒေါမွန်နဲ့ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်ဂစ်တန်ကိုရောကြိုက်ကြရလားဗျာ